နတ်ပြည်ကနတ်သမီးတယောက်ကလူပြည်ကြီးပြီးတော့စိတ်တည်ညစ်တာဘာဖြစ်လို့တော့မေးလဲတော့ဥပုပ်နေကြီးတခုမှဥပုပ်တယ်တွေကအများကြီးပဲကြောင်းဝင်းကလည်းအကျယ်ကြီးဥပုပ်တယ်တွေကလည်းအများကြီးဥပုပ်တယ်တွေများလို့စိတ်ညစ်တာလေတရားမင်းကမေးဟဲ့ဘာတွေတွေ့စိတ်ညစ်တာတို့လူပြည်ကြီးလိုက်စမ်းပါတဲ့ဥပုပ်တွေစောင့်လိုက်ကြတာလူတွေအများကြီးကြောင်းကြီးတစ်ကြောင်းလုံးပြည့်နေတာပဲဥပုပ်တယ်960ရှိမှတစ်ကြောင်းတစ်ကြောင်း အဲ့တော့ဒီလူတွေသာသေပြီးနတ်ပြည်ရောက်ရင်တော့နတ်ပြည်တော့ဒုက္ခပဲလူဦးရေတွေတင်းကြပ်ကုန်တော့မယ်။နတ်ဦးရေတွေများတော့မှာပေါ့။အဲ့ဒါကြီးတွေးပြီးတော့စိတ်ပူတာတဲ့နတ်သမီးကလေ။ဟဲ့ဟဲ့အဲ့လိုမပူနဲ့။အဲ့လိုမပြောနဲ့။အလုတ်ကောင်းတိုင်းစိတ်ကောင်းတာမဟုတ်ဘူး။အလုတ်ကောင်းပြီးတော့စိတ်မကောင်းရင်လည်းကောင်းတာရောက်တာမဟုတ်ဘူး။တရားမင်းကြီးကဟုတ်လား။မယုံရင်ကြည့်မင်းနဲ့ငါနဲ့သွားရအောင်ဆိုပြီးတော့တရားမင်းကြီးနဲ့အဲ့ဒီနတ်သမီးနဲ့လူပြေဆင်းလာ။တရားမင်းကြီးကပြိဿရဲ့ အသက်60 90အဖိုးကြီးရောင်ဖန်ဆင်းနတ်သမီးလေးကအသက်16နှစ်ရောင်လေးဖန်ဆင်းလာအဲ့ဒီအဖိုးကြီးနဲ့ကလေးမလေးကလက်တွဲပြီးတော့ဥပုပ်တဲ့တွေနေလေခင်တရင်တို့ဗဒီလေးတွေကိုစီနဲ့တစ်ပင်အောင်ဇရက်ထဲလေးတွေမှာထိုင်းနေကြတာဖွဲလိုက်ဖွဲလိုက်လေတချို့ကစလိမ့်တော့တချို့ကပြိသိဗဒီစိတ်ပေါ့တချို့ကဗဇက်ကခုပြောဒီပြောပေါ့ဟုတ်လားဟဲ့ပုံစံမျိုးမျိုးနဲ့ဥပုပ်တဲ့တွေဥပုပ်တဲ့တွေအဲ့ဒီဥပုပ်တဲ့တွေကြားလှဲပြီးတော့သွား ကလေးမလေးကမေးအဖွားတို့ဥပုသ်ဆောင်တာလားပဒီနဲ့အဖွားတွေကအေးဟုတ်တယ်ငါမြည်ရဲ့သာဓုပါတော်သာဓုပါဩညီကညီအဖိုးဒီထက်မရောက်ဘူးလို့လိုက်ပို့တာလားအဖိုးမဟုတ်ဘူးဟဲ့အဖိုးမဟုတ်တော့အဖေလားအဖေလည်းမဟုတ်ဘူးဟဲ့အဖေမဟုတ်တော့ဘာကြီးတော့ကျမရဲ့အမျိုးသားအမလေးတော်ကောင်းမလေးဒုက္ခပဲကောင်းမလေးဒုက္ခပဒီစိတ်တာကိုဒုက္ခမဟုတ်ဘူးကောင်းမလေးဒုက္ခပဲဖြစ်ကုန်တာဟုတ်လား ကောင်းမလေးဒုက္ခပဲဒီလိုဖြစ်သွားတာတဲ့တဖွဲ့ပြီးနောက်တစ်ဖွဲ့ပြောင်းသွားနောက်တစ်ဖွဲ့ပြောင်းသွားတော့ဟိုကပြောပြန်ရောညီပါတော်တို့ညီမရဲ့အမျိုးသားပါရှင်ဩမကြခင်မိုးဆိုးမှဖြစ်တော့မယ်မကြခင်မိုးဆိုးမှဖြစ်တော့မယ်ရှင်းတဲ့ဖွဲ့ကဒုက္ခနောက်တစ်ဖွဲ့ကမိုးဆိုးမှဒီလိုဖြစ်ကုန်ကြငယ်ငယ်ရွယ်နဲ့ဒီလိုဖိုးကြီးယူမှတော့မိုးဆိုးမှညီဖြစ်တော့မှာပေါ့မကြခင်မိုးဆိုးမှဖြစ်မှာမကြခင်မိုးဆိုးမှဖြစ်မှာပရိကအိဋ္ဌဒုက္ခမဟုတ်ဘူးဖရာတရားတန်ခါမဟုတ်ဘူး ဟုတ်လားပတိတွေပြောင်းသွားတာပြောတာနော်ဟာနောက်တစ်ဖွဲ့တရားရောက်နောက်တနေရာရောက်တော့တခါမေးပြန်ရောဘာတော်တော့အဖို့လားမဟုတ်ဘူးအဖေလားမဟုတ်ပါဘူးကျမရဲ့အမျိုးသားပါအော်ညီကဘယ်နဲ့အသက်ဘယ်လောက်ကျမ16နှစ်ဖိုးက80ဟွန်းနေ ਉ မျက်နှာကြိုက်နေ ਉ မျက်နှာကြိုက်ဟုတ်လားအဖို့ပဲလဲပြီးနေ ਉ မျက်နှာကြိုက်အော်ကြပြန်ရောတခါ ဟာနောက်တနေရာသွားတော့အဖိုးပဲလဲပြီးတော့သေကန်ဒီမြိတ်ရိတ်ခါယူတဲ့သေကန်ဒီရိတ်ခါယူတဲ့ပဒီပဒီစိတ်လိုက်တာသေကန်ဒီရိတ်ခါယူတဲ့လူနဲ့နေအိုမျက်နှာကြိုက်တဲ့လူနဲ့ကောင်းမလေးဒုက္ခပဲမဟုတ်ဆိုးမှမကြခင်ဖြစ်တော့မင်းနဲ့ဖယားတရားတန်ငါပါသေးလားဖယားကုံမပါဘူးတရားကုံမပါဘူးအဲ့ဒီကလေးမလေးနဲ့ဖိုးကြီးရဲ့ဂုံတွေပဲပွားနေကြဟုတ်ပြီလားအဲ့ဒါကျောင်းဝင်တဲ့ကပြန်ထွက်ခံပြီးတော့ကျောင်းပေါ်မှာရေဦးစင်ရှိရေဦးစင်ကပြည့်တဲ့ຫນွေကဆိုတော့အေးတာပေါ့ အေးတဲ့ရေအိုးစင်လေးကိုကြောလေးပေးပြီးတော့အဖွားတယောက်ကပတိကြာကြာနာနာစိတ်အဲ့ဒီနားလေးသွားအဖွားဥပိုးစောင့်နာလားအေးဟုတ်တယ်ဟဲ့ငါမြည်ဒါရေအိုးစင်လားအဖွားရဲ့ဟုတ်ပါတယ်ကွရေအိုးစင်သမီးရေတောက်ချင်လို့ခွင်တောင်းတာပါမလီတောက်သမ်းပါကွတဲ့နေအိုးနေအိုးသမီးအမေကြီးကိုယ်တိုင်ခတ်တိုက်ပါမလို့ပါနဲ့အမေကြီးရဲ့အသက်ရွယ်ချင်းရှင်သမီးကကို့ပါကိုတော့တောက်ပြီးတော့အမေကြီးကိုတော့ကိုကခတ်တိုက်ရအောင်မမဟုတ်ဘူးဟဲ့ငါတနေကုန်စောင့်ထားတာသီလာကရနေပြီ ဒါနာလေးလူချင်းစီလို့ဗာငါမီးရဲ့မဲအဖွားကဒါနာလူချင်းတို့ရေကြီးခတ်တိုက်ကလေးမလေးတောက်ပြီးတော့ဒါကြီးဘာတော် ကျမရဲ့အမျိုးသားမဲငါလည်းသူ့လည်းတိုက်လိုက်ဦးမဲတောက်ပါဦးရှင်အဖိုးကြီးလည်းတိုက်အဖိုးကြီးရေတောက်လို့လည်းပြီးတော့ကလေးအဲ့မှာဖွားကြီးကပြောတယ်ညီကံကောင်းတယ်ဘာဖြစ်လို့တော့ဒီလိုရွယ်နဲ့ညီနဲ့ညားထားတာဆိုတော့အဖိုးလိုပြုစုပြုစု အဖေလိုစောင်းရှောက်စောင်းရှောက်ယောက်ျားအပြင်ကုသိုလ်ပါရတာတော့ညီရလေ ကောင်းကွက်ကိုကြည့်သွားတာပြောတာဟုတ်လားသူ့ဘက်သူချစ်လို့ကြိုက်လို့ရွယ်တာသူ့ဘက်သူသူကန္တာလေကိုကသွားပြီးမကောင်းမြင်ကိုဘာပဲတဲ့မကောင်းတဲ့ထဲပါသွားမှာမို့လားဟုတ်သူကန္တာကိုကန္တာဒါပြောတာစိတ်ထားပြောတာနော်စိတ်ထားပြောတာသူတော်ကောင်းတယ်အဲ့မှာစကြာမင်းကြီးကပြောတယ်မြင်လားတဲ့ဥပုပ်တဲ900မှာဒီတယောက်ဖဲ့နှက်ပြေရောက်မှာတဲ့ဟုတ်လား